ားလုံးမင်္ဂလာပါခင်ဗျာကောမောင်ခေ1143ခုနှစ်မှာဘိုးတော်ဗြဟ္မဏိယကြီးဟာအင်းဝထီနန်းကိုတိမ့်ပိုက်စိုးစံခဲ့ပါတယ်ခင်ဗျာငါ့ဤသားတော်များဒီကြီးစင်ငယ်လိုက်ထီနန်းစိုးစံရမည်ဆိုတဲ့အလောင်းဖျားရဲ့စကားကိုပယ်ဖြတ်ပြီးသားတော်စင်ပြူရှင်မြေရုမင်းဟာညီတော်ကိုအင်ရှိအရာမထားပဲသားတော်စင်ကူးမင်းသားကိုအင်ရှိအရာထားခဲ့ပါတယ်ခင်ဗျာသားတော်စင်ကူးမင်းကိုလည်းဖောင်းကားစားမောင်မောင်ကနန်းချပြီး အင်းဝတီနန်းကိုတင်ပိုက်ခဲ့ပါရခင်ဗျာ။ဖောင်ကားစားမောင်မောင်ကိုလည်းဘိုးတော်မင်းတရားခေါ်မောင်ဝိုင်းကနန်းချပြီးအင်းဝတီနန်းကိုတင်ပိုက်ခဲ့ပြန်ပါရခင်ဗျာ။စင်ပြူရှင်မြေရူးမင်းဟာအလောင်းဖျားကြီးမိမ့်မာခဲ့တဲ့ဇကားကိုပယ်ရှားခဲ့တဲ့အတွက်တီနန်းလူပွဲတွေကြားမှာအလောင်းဖျားကြီးရဲ့မြေတော်နှစ်ယောက် အတက်ပြောက်ခဲ့ရပါရခင်ဗျာ။သူတော်နှစ်ယောက်ကိုလှုပ်ကြံပြီးအင်းဝတီနန်းကိုတင်ပိုက်ခဲ့တဲ့ဘိုးတော်ဦးဝိုင်းဟာသူ့ရဲ့လက်ထက်မှာလည်း နေတော့ဖြစ်တယ်။ဘာကြီးတော့မင်းလို့ခေါ်ကြတယ်။စကိုင်းမင်းသားမောင်စိန်ကိုအင်းရှိမင်းသားအရာမှာထားခဲ့ပါလေတယ်ခင်ဗျာ။ဘိုးတော်ဦးဝမ်းရဲ့လက်ထက်မှာကုန်းမောင်စစ်တပ်ကြီးနဲ့ရခိုင်ပြည်နယ်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်ခင်ဗျာ။အဲ့ဒီရခိုင်ပြည်နယ်ကိုလည်းကုန်းမောင်အင်ပါယာထဲမှာတွတ်တွင်းလိုက်တဲ့အတွက်အိန္ဒိယပြည်ကိုနယ်ချက်ကျူးကျော်လာတဲ့ပြည်ထရှာဥရောပအင်ပါယာကြီးနဲ့နယ်ဆက်ချင်းထိစပ်ခဲ့ရပါတယ်ခင်ဗျာ။ နေဆက်ပြဿနာတွေအတွက်လဲဘိုးတော်မင်းရကြီးရဲ့လက်ထက်မှာကွန်ပေါင်အင်ပါယာနဲ့ဗြိတိရှအင်ပါယာတို့စကားများပြောဆိုခဲ့ရပါလိမ့်တယ်ခင်ဗျာအင်းဝထီးနန်းမှာစိုးစံနေတဲ့ဘိုးတော်ဖရာဟာတောင်နမန်အင်းရေတက်ချိန်တွေမှာဗြိတိရှအင်္ဂလိပ်တွေရဲ့တင်းမောတွေဟာအင်းဝနန်းတော်ကိုအလွယ်တကူဝင်ရောက်လာနိုင်ခြင်းရှိတဲ့အကြောင်းသိတဲ့အတွက် မြို့တည်နန်းတစ်ကိုတည်ဆောက်ဖို့ကြံစီအားထုတ်ခဲ့ပါတယ်ခင်ဗျာဒါကြောင့်မြို့တည်နန်းတစ်တည်ဖို့ နေရာကိုရွေးတဲ့အခါမှာလက်ဆက်ကံရွာနေရာကိုရွေးချယ်ခဲ့ပြီးမြမတက်ကရဲ1145ခုနှစ်ခရစ်တက်ကရဲ1982ခုနှစ်အော်တိုဘာလ10ရက်နေ့မှာအမိန်တော်ချမှတ်ပြီးတိတိနန်းတက်ကိုစတင်ဆောက်လုပ်စေခဲ့ပါတယ်ခင်ဗျာ1983ခုနှစ်မေလ12ရက်နေ့မှာနန်းသိမ်းပွဲနဲ့စတင်နန်းဆန်ခဲ့ပြီးမြို့တော်ကိုလည်းအမရပူရာလို့အမည်တွင်စေခဲ့ပါတယ်ခင်ဗျာဘိုးတော်ဖះဟာ အမရပူရထင်းနှမ်းမှာနန်းဆန်စိုးစံနေတဲ့အချိန်မှာပဲထိတိနန်းတဲ့တိဆောက်ပြီးလို့28နှစ်အကြာ1830ခုနှစ်မှာမိအကြီးကျယ်လောင်ခဲ့ပြီးနန်းတော်ကြီးပါပြက်စီးခဲ့ရပါတယ်ခင်ဗျာမိခခဲ့ရတဲ့နန်းတော်ကြီးကိုဘိုးတော်ဖရာဟာအမြန်ပြန်လဲတိဆောက်ပြီးအမရပူရနန်းတော်မှာဆက်လက်စိုးစံခဲ့ပါတယ်ခင်ဗျာထူးခြားတာကတော့အမရပူရနန်းတော်တိဆောက်တဲ့အခါမှာအုတ်ခုံပေါ်မှာတိဆောက်ထားခြင်းဖြစ်ပြီး ထိုကဲ့သို့နန်းတော်တိဆောက်ခြင်းဟာတမိုင်းတစ်လျှောက်လုံးမှာပထမဦးဆုံးအကျင့်ဖြစ်သည်ဟုတမိုင်းဆရာတွေကရေးသားပြောဆိုကြပါရခင်ဗျာအမရဘုရမြို့တော်ဟာဘိုးတော်မင်းတရားကြီးစိုးစံနေစဉ်အချိန်မှာဗုဒ္ဓမာရွှေကြာဘိုးတော်ဆံရနတ်ပြည်နဲ့တူလေခြင်းဘိုးတော်ဆံခင်ဆိုတဲ့ဇာခားနဲ့အညီနတ်ဘုံနန်းနန်းလာခန္ဓာစီကားလာတဲ့မြို့တော်ကြီးဖြစ်ခဲ့ပူပါရခင်ဗျာအမရဘုရဆိုတဲ့မြို့တော်ရဲ့နာမည်အတိတ်ဘယ်ကတော့ အမရာဆိုတာမသိချင်းဖြစ်ပြီးပူရာဆိုတာကတော့မြို့တော်ဖြစ်ပါတယ်ခင်ဗျာအမရာပူရာဆိုတော့မတိတော်မျိုးလို့အတိတ်ပဲရပါတယ်ခင်ဗျာဘိုးတော်ဘုရားတတ်မှတ်ခဲ့တဲ့နာမည်များစီးလေသလားတော့မသိဘူးအခုအချိန်ထိအသက်ရှည်လာတဲ့အဘိုးအဖွားအများပြားရှိနေတာကိုတွေ့ရပါတယ်ခင်ဗျာဘိုးတော်ဘုရားနှက်ရွာဆံပြီးတဲ့နောက်မှာတော့ဘာကြီးတော်မင်းဟာအင်္ဂလိပ်မြန်မာစစ်ပွဲတွေနဲ့ကြုံခဲ့ရပြီးနိုင်ငံတော်ကြီးမှာအတိတ်ဒုက္ခရောက်ခဲ့ရပြီးမယ်အမရပူရနန်းတော်ကနေ အင်းဝကိုပြန်လဲရွှေ့ပြောင်းပြီးထင်းနှံအစ်စ်ဆောက်လုပ်ကအင်းဝမှာနန်းဆန်ခဲ့ပါရယ်ခင်ဗျာ။ဘာကြီးတော့မင်းကိုနန်းချပြီးညီတော်တာယာဝရီမင်းဟာအင်းဝနေပြည်တော်ကိုတိမ့်ပိုက်ဆိုးဆန့်ခဲ့ပါရယ်ခင်ဗျာ။ညီတော်တာယာဝရီမင်းဟာအင်းဝနေပြည်တော်ကနေအမရပုရနေပြည်တော်ကိုရွှေ့ပြောင်းပြီးထင်းနှံဆိုးဆန့်ပြန်ပါရယ်ခင်ဗျာ။တာယာဝရီမင်းနောက်မှာနန်းသက်လာတဲ့ပကံမင်းကတော့အမရပုရနန်းတော်မှာပဲထင်းနှံဆိုးဆန့်ခဲ့ပါရယ်ခင်ဗျာ။ပကံမင်းနောက်မှာနန်းသက်လာတဲ့ မင်းတော်မင်းတရားကြီးကတော့မန္တလေးမှာမြန်နန်းစံကျော်ရွှေနန်းတော်ကြီးကိုတိဆောက်ပြီး ပြောင်းရွှေနန်းစံတဲ့အခါမှာတော့အမရပူရဟာနမ်းမြို့တော်အဖြစ်ကနေရှော့ကြခဲ့ရပါတယ်ခင်ဗျာအမရပူရဟာရခိုင်ကမန္တလေးနဲ့7ကီလိုမီတာဝေးတဲ့မြို့ဖြစ်ပေမဲ့2012ခုနှစ်မှာတော့ကြီးထွားလာတဲ့မန္တလေးမြို့ရဲ့နယ်နိမိတ်ဟာအမရပူရမြို့ကိုလွှမ်းခြုံသွားတဲ့အခါမှာတော့အမရပူရမြို့ဟာနှိချမြို့အဖြစ်ကနေ မန္တလေးမြို့အတွင်းကမြို့နယ်တစ်ခုအနေနဲ့ဖြစ်သွားခဲ့ရပါတယ်ခင်ဗျာဘိုးတော်ဘုရားစတင်တည်ထောင်ခဲ့တဲ့အမရပူရမြို့ဟာမြို့တော်အဖြစ်စတင်ခဲ့ခြင်းကနေစပြီးနမ်းမြို့တော်အဖြစ်ကရှော့ချခဲ့ရတဲ့အချိန်တွေရှိခဲ့ပေမဲ့ထို့တဲ့ကြီးမားလာတဲ့ခြေအောင်အဆောက်အဦတွေနဲ့ခစ်ဆက်ဆက်ကလှူဒန်းကုလိုပြုခဲ့ကြတဲ့ဇေဒီပထိုးဇရက်တစောင်းတွေဟာလည်းလိလလို့မကုန်နိုင်အောင်များပြားလှပါတယ်ခင်ဗျာမြို့ဟောင်းတွေကိုချစ်ခင်ပြီးတမိုင်းလိလနေသူတွေအနေနဲ့ မရဘူရမြို့ကိုရောက်ခဲ့ရင်တွားရောက်လေ့လာနိုင်မှုအထင်ကြီးရနေရာတွေကိုဒီပိုးလေးမှာစူးစီးတင်ပြပေးခြင်းပါတယ်ခင်ဗျာတောင်တမန်အင်းနဲ့ဥပိန်တရာတောင်တမန်အင်းဟာအမရဘူရမြို့အရှိတ်ဘက်မှာရှိတဲ့ထင်ရှားတဲ့အင်းကြီးတစ်ခုဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတောင်တမန်အင်းကိုဖျက်ပြီးအမရဘူရမြို့ဟောင်းနဲ့ရတနာဘုံတက္ကရဘက်ကိုဆက်တွယ်တိဆောက်ထားတဲ့ဥပိန်တရာကြီးဟာမြမပြည်မာတယ်မကပဲကဘာထိအောင်ကြော်ကြားခဲ့ရတဲ့ရှုခင်းကောင်းတစ်ခုဖြစ်ခဲ့ပါတယ်ခင်ဗျာ ဥပိန္ဒရာကို1849ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပြီး1852ခုနှစ်မှာပြည့်စုံခဲ့ပါတယ်ခင်ဗျာဥပိန္ဒရာကြီးကိုပကံမင်းလက်ထက်မှာအမရပုရမြို့ဝင်ဖြစ်ခဲ့တဲ့မြို့ဝင်ဥပိုင်ဆက်နဲ့မြို့စည်မောင်ပိန်တို့ကဥဆောင်ဆောက်လုပ်ခဲ့ပါတယ်ခင်ဗျာဒရာဆောက်လုပ်ချိန်မှာ အသုံးပြုခဲ့တဲ့တိုင်လုံးကြီးတွေကိုတော့အင်းဝါနဲ့စကိုင်းမြို့ဟောင်းတွေကနားတော်တိုင်တွေကိုအသုံးပြုခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ ကိုပြောင်းတီပြောင်းနဲ့အလုရှုပ်ခဲ့တဲ့မြန်မာပြည်နောက်ပိုင်းဘရင်တွေရဲ့ခန်းနားလာတဲ့နန်းတော်ကြီးတွေကိုဥပိန်တရာအောက်ခြေကကျွန်းနိုင်လုံးတွေကိုကြည်ပြီးစိတ်ကူးရင်မြင်အောင်ကြည့်နိုင်ပါတယ်ခင်ဗျာ။ဘိုင်ဆက်နဲ့ဥပိန်ဟာဘာရည်ရွယ်ချက်နဲ့တရာကြီးကိုတိဆောက်ခဲ့တယ်လဲဆိုတာနေချာမတိခဲ့ရပါပဲ။သူတို့တမိုင်းချောင်းတွေအရာကောင်းတဲ့လူတွေမဟုတ်ဘူးဆိုတာကိုတော့နေချာသိခဲ့ရပါတယ်ခင်ဗျာ။မြို့ဝန်တယောက်ရဲ့အနိုင်ကျင့်ဗိုလ်ချမှုတွေအောက်မှာ အမရပူရမြို့သားတွေ ဘလောက်တောင်ခံစားခဲ့ရမလဲဆိုတာကိုလည်းမှန်းဆမြင်ရောင်မိခဲ့ပါတယ်ခင်ဗျာနန်းတော်တစ်လုံးကြီးတွေကိုမြို့ဝင်ရဲ့အမိန့်နဲ့မနိုင်မနှင်းရွှေ့ယူနေရတဲ့အမရမူရမြို့သားတွေကိုမြင်ရောင်မိတဲ့အခါမှာတော့နေဝင်စည်းစာရဲ့အလှကိုခံစားနေရင်ကနှလုံးသားအစုံကိုဆွဲညစ်ယူလိုက်တယ်လို့ခံစားခဲ့ရပါတယ်ခင်ဗျာပိုင်ဆက်မြို့ဝင်ဖြစ်လာခဲ့ပုံကလည်းအရေးချင်းရှိလို့မဟုတ်ပဲကြက်တိုက်ငှက်တိုက်စတဲ့အလုပ်တွေကိုဝါရနာကြီးလာတဲ့ပကံမင်းကို ကြက်ပွဲငှက်ပွဲတွေစီစဉ်ပေးရကနေပကံမင်းနှစ်သက်မျက်နှိုးခဲ့တဲ့အတွက်အမရပူရမြို့ဝံဖြစ်ချင်းမြင့်မြောက်စားခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာမြို့ဝံပိုင်းဆက်နဲ့မြို့စည်မောင်ပိန်တို့အာနာရလာတဲ့အချိန်မှာတော့သူတို့နဲ့အပေါင်းအဖော်တွေတောင်းချမ်းလှတဲ့အတွက်အမရပူရတမျိုးလုံးခြောက်ခြားခဲ့ရပါတယ်ခင်ဗျာသူတို့နှစ်ဦးဟာပကံမင်းနဲ့တောက်ဖို့စားဘက်တွေဖြစ်ကြတဲ့အတွက်သူတို့စကလုံးတွေဟာပကံမင်းရဲ့နားတော်ကိုပေါက်ရောက်နိုင်တဲ့အတွက် အဲ့ဒီခေအဲ့ဒီအခါကသူတို့ကိုတွန်းလံဝတ်နေတူမရှိခဲ့ပါဘူးခင်ဗျာဒါပေမဲ့လည်းနောက်ပိုင်းမှာတော့သူတို့ရဲ့ရန်ကားမှုတွေဟာမဖုံးနိုင်မဖြစ်နိုင်အောင် များပြားလာတဲ့အတွက်ပကံမင်းလည်းမနေတာတော့တဲ့အစုံသူတို့နှစ်ဦးကိုဖမ်းဆီးပြီးအပေါင်းပါတွေနဲ့တူကွက်မြက်တုတ်တင်ခဲ့ရပါတယ်ခင်ဗျာတရာကြီးကိုဥဆောင်ဆောက်လုပ်သူတွေဟာအကြောင်းမလားခဲ့ပေမဲ့မြမကျွန်းတစ်တွင်နဲ့ဆောက်လုပ်ထားတဲ့တရာကြီးကတော့ယနေ့အချိန်ထိအောင်လှပနေစေ ုံယူဝင်ကြွားနေစေတည်ငြိမ်ရင့်ကျက်နေစေဖြစ်ပါရယ်ခမညာမဟာစန္ဒာမူနိဖုရားစန္ဒာမူနိဖုရားလို့ပြောလိုက်ရင် မန္တလေးမှာရှိတယ်ကုရတော်ကြောက်တော်ကြီးဖုရားတွေနားမှာရှိတယ်စန္ဒာမူနိဖုရားလို့ထင်ကြပါလိမ့်မယ်ခမညာမဟာစန္ဒာမူနိဖုရားကတော့အမရပူရမြို့တမ္မဝတိရဲ့စကိုင်းမန္တလေးကာလမကြီးဘေးမှာရှိတယ်ဘိုးတော်ဖုရားရဲ့ကောင်းမှုတော်ဖြစ်တယ် မဟာဆန္ဒမုနိဖရာဖြစ်ပါတယ်ခင်ဗျာဆန္ဒမုနိဖရာဆိုတာကတော့ဆန္ဒမုနိရုပ်ပွားတော်ကို အစွဲပြုပြီးခေါ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဆန္ဒမုနိရုပ်ပွားတော်ဟာတန်ကိုတွန်းလှုပ်ထားတာဖြစ်ပြီးရုပ်ပွားတော်ရဲ့ထူးခြားချက်ကတော့ကုန်းမောင်ကဘိုးတော်ဖရာနောက်ပိုင်းမှာနန်းသက်လာတဲ့မင်းတွေဟာနေပြည်တော်ရွှေပြောင်းတဲ့အခါတိုင်းဘရင်နေပြည်တော်အစ်စ်ကိုဆန္ဒမုနိရုပ်ပွားတော်ကြီးကိုပင့်ဆောင်သွားတဲ့အချက်ပဲဖြစ်ပါတယ်ခင်ဗျာ ီလိုပင့်ဆောင်ရတဲ့အကြောင်းအရင်းကိုလက်လန်းမိသလောက်ရှာဖွေလေ့လာကြည့်ခဲ့ပေမဲ့မတွေ့ခဲ့ရပါဘူးခင်ဗျာသိတဲ့လူတွေရှိရင်လည်းကွန်မန့်မှာမှတ်ချက်ရေးပေးဖို့တောင်းဆိုပါရစေခင်ဗျာဘိုးတော်မင်းရကြီးဟာမင်းကွန်ပထိုးတော်ကြီးတိစောက်တာကိုကြည့်ရှုစစ်ဆေးဖို့အတွက် မင်းကွန်အလဲကျွန်းမှာစံမြန်းနေချိန်1803ခုနှစ်ဧပြီလ9ရက်နေ့မှာစန္ဒမုနီရုပ်ပွားတော်ကိုတွန်းလှုပ်စေခဲ့ပါတယ်ခင်ဗျာတံပိတ်တစ်ချိန် 1368ပိတ်သာအကုန်ကြခံပြီးတွန်းလောင်းပြီးတဲ့အခါမှာတော့ရုပ်ပွားတော်ကိုယာယီစန်နန်းတော်ရဲ့အရှိမြောက်ဘက်မှာရွှေပြတဲ့တံဆောင်းနဲ့ကိုးကွယ်ပူဇော်ခဲ့ပါတယ်ခင်ဗျာရှင်သာရိပုတ္တရာရှင်မောဂလန်စတဲ့ယဟန်သာရှစ်ကျိတ်တို့ရဲ့ရုပ်ထုတော်တွေကိုလည်းတွန်းလောက်ခဲ့ပြီးတပားကို ရွှေကြောင်းတော်တဆောင်စီစောက်လုတ်ကဘိုးတော်မင်းရကြီးကိုယ်တိုင်နေ့စဉ်စွန့်ကပ်လှူဒန်းခဲ့ပါတယ်ခင်ဗျာ 1835ခုနှစ်စက်တင်ဘာ29ရက်နေ့မှာဆန္ဒမွန်းနေ့ရုပ်ပွားတော်နဲ့ရဟန္တာရုပ်ထုတော်တွေကိုအမရပုရကိုရွှေပြောင်းပင့်ဆောင်ပြီးရုပ်ပွားတော်ကိန်းဝေရာကျောင်းတော်ကြီးကို မဟာယန်တိုင်းနှစ်ထပ်ကာယံပြီးစေတီတည်ခဲ့ပါတယ်ခင်ဗျာရဟန္တာရုပ်ထုတော်တွေကိုလည်းတပါးစီကို အုပ်ပြတ်သက်နဲ့ပူဇော်ထားရှိခဲ့ပါတယ်ခင်ဗျာဘာကြီးတော်စကိုင်းမင်းလက်ထက်မှာတော့နေပြည်တော်ကို အမရပုရကနေ အင်းဝါကို ပြန်ရွှေ့ပြီးတဲ့နောက်တက္ကရာ1829ခုနှစ်ဩဂုတ်လ12ရက်နေ့မှာဆန္ဒမုနိရုပ်ပွားတော်နဲ့ရဟန္တာရုတ်ထုတော်တွေကိုအင်းဝါကိုပြင်ဆောင်ပြီးကိုးကွယ်ခဲ့ပါတယ်ခင်ဗျာ။ဘာကြီးတော်မင်းကိုနန်းချပြီးတာယာဝတီမင်းနန်းတက်လာတဲ့အခါမှာတော့နေပြည်တော်ကိုအင်းဝါကနေအမရပူရကိုပြန်ရွှေ့ခဲ့ပြီး1838ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာ စန္ဒမုနိရုပ်ပွားတော်နဲ့ရဟနာရုပ်ထုတွေကို အမရပူရမြို့ကိုပဲ ပြန်လည်ပင့်ဆောင်ခဲ့ပြန်ပါတယ်ခင်ဗျာမန္တလေးမြို့ဒီနန်းဒီမင်းတော်မင်းတရားကြီးရဲ့လက်ထက်မှာတော့1869ခုနှစ်ဇွန်လ6ရက်နေ့မှာစန္ဒမုနိရုပ်ပွားတော်ကိုမန္တလေးကိုပင့်ဆောင်ခဲ့ပြီးရဟနာရုပ်ထုတွေကတော့မူလဖျားဝင်အတွင်းမှာပဲကြံခဲ့ပြီးဒုတိယကမ္ဘာစစ်အတွင်းမှာပျက်စီးသွားခဲ့တယ်လို့သိရပါတယ်ခင်ဗျာ 1866ခုနှစ်ဩဂုတ်လ2ရက်နေ့မှာမြင်းကွန်းနဲ့မြင်းခွန်နိုင်မင်းသားတို့ဟာနောက်လိုက်နောက်ပါတွေနဲ့မင်းတော်မင်းကိုလှုပ်ကြံပြီးထင်းနှံသိမ့်ပိုက်ဖို့စ조사ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးခင်ဗျာအင်းရှိစံကနောင်မင်းသားနဲ့တားတော်မလွန်မင်းသားပြင်စီမင်းသားစကုမင်းသားတို့ဟာလှုပ်ကြံခံခဲ့ရပြီးကြဆုံးခဲ့ရပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာမင်းတော်မင်းဟာရရရခြေတဲ့အနေနဲ့မန္တလေးနန်းတော်ကြီးကနေ ယခုစန္ဒမုဏိဖျားရှိတဲ့နေရာမှာယာယီနန်းတော်စောက်ပြီးစံနေတဲ့အချိန်ဖြစ်ပါတယ်ခင်ဗျာအရေခင်ပြီးတဲ့အခါမှာတော့ယာယီနန်းတော်ကိုဖြတ်သိမ်းပြီးနန်းတော်ဟောင်းနေရာမှာကြဆုံသွားခဲ့ရတဲ့ကနောင်မင်းသားမလွန်မင်းသားပြင်စီမင်းသားနဲ့စကုမင်းသားတို့ကိုကူတွင်းတကြိုခဲ့ပါတယ်ခင်ဗျာအဲ့ဒီကူတွေနဲ့နှစ်တောင်အကွာမှာကနကုရီတိုက်ဆောက်လို့ပြီးအမရပူရကစန္ဒမုဏိရုပ်ွားတော်ကို မြင့်ဆောင်ကိုးကွယ်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာစေရီတော်တစုကိုလည်းတည်ခဲ့ပြီးအဲ့ဒီစေရီတော်ကိုနမ်းမြေဘုံနာစန်နန်းတော်ရာစန္ဒာမုနိစေရီတော်လို့ပွဲအမည်ပေးခဲ့ပါတယ်ခင်ဗျာစေရီတော်နဲ့ကန္နာကုရီတိုက်ကြားကနေရာဟာအင်းရှိဆန်ကနောင်မင်းသားနဲ့တားတော်မင်းသားများရဲ့ဂုဏ်နေရာဖြစ်ပါတယ်ခင်ဗျာယနေ့အချိန်မှာတော့စန္ဒာမုနိရုပ်ပွားတော်မရှိတော့တဲ့အမရပူရမှာရှိတဲ့မဟာစန္ဒာမုနိစေရီတော်ကြီးမှာတော့ ဖယားဝင်းကြီးကအမရပူရခက်ကအတိုင်းအော်တိုင်းနဲ့မအူးကြီးကရှိနေပြီးမဟာယန်တိုင်းတွေကလည်းနေရအတော်များများမှာကြန့်ရှိနေပါလေတဲ့ခမညာဂျန်နာရုပ်ရူတော်တွေထားခဲ့ဘူးတဲ့အုတ်ပြတ်တက်အများစုက ပြိုပြတ်နေပြီးရေကန်ကြီးနဲ့အတူအုတ်ပြတ်တက်တွေနဲ့ထနောင်းမင်ကြီးတွေဟာဓာတ်ပုံရိုက်ဖို့ကောင်းတဲ့နေရာဖြစ်သလိုကြည့်လို့မဝနိုင်တဲ့မြို့ဟောင်းနဲ့ခေဟောင်းအလှတွေကိုပေါ်ပြနေသလိုဖြစ်ခဲ့ပါရယ်ခင်ဗျာ အရက်လေးမျက်နှာမှာရှိတဲ့မနုဿီဟရုပ်တွေကလည်းကြီးမားခန့်တယ်လားသလိုရေကန်ကြီးကတော့အုပ်စီထားတဲ့လှေကားပက်လယ်နဲ့ဇလားပုံတံတိဆောက်ထားပါရယ်ခင်ဗျာရေကန်ကြီးဟာလည်းတတိုင်းနှစ်ထက်ရှိပြီးမျက်နှာစာတစ်ဖက်ကို89ပေရှိပြီးရေကန်ထိပ်ကနေအောက်အထိ55ပေအနက်ရှိတယ်လို့သိရပါရယ်ခင်ဗျာမင်းကောမှာဘိုးတော်ဘုရားတည်ခဲ့တဲ့ကြီးလေးကြီးထဲမှာပါတဲ့ရေကန်ကြီးနဲ့လည်း ဒီအမရပုရရေကန်ကြီးဟာပုံစံသူပဲလို့သိရပါတယ်ခင်ဗျာစောင်းသားရကန်ချောင်းစောင်းသားရကန်ချောင်းကြီးဟာအမရပုရမြို့စကိုင်းမန္တလေးလမ်းမပေါ်မှာတည်ရှိပါတယ်ခင်ဗျာ1890ပြည့်နှစ်မှာ ICF အရာရှိမစ္စတာဘတ်ကဲဟာအင်္ဂလန်နိုင်ငံကနေလွန်ပြန်ရကန်ပညာကိုတက်ကြွနဲ့မစ္စတာဗင်ဒန်ကိုခေါ်ယူပြီးမြန်မာပြည်အချင်းထောင်တွေမှာစတင်တင်ကြားစေခဲ့ပါတယ် အဲ့ဒီမစ္စတာဘင်နန်ကိုကရင်နှစ်ချင်းတာရနာပြုအတင်းမှာရက်ကန်းနိပြဆရာအဖြစ်လဲခံထားခဲ့ပါတယ်ခင်ဗျာအဲ့ဒီတာရနာပြုအတင်းတွေကနေတစင်ကျေးလက်တော်ရရဲ့အထိလွံ့မြန်ရက်ကန်းပညာကို သင်ကြားပေးခဲ့ပါတယ်ခင်ဗျာရက်ကန်းဆရာ မစ္စတာဘင်နန်ကွယ်လွန်တဲ့အခါမှာတော့ဖေရူးမှာရက်ကန်းပညာကိုဂယုမဆိုင်ကြတော့ပါဘူးခင်ဗျာတက်ကြွ1982ခုနှစ်လောက်မှာတော့မြန်မာပြည်တရားဌာနမင်းကြီးဖြစ်သူမစ္စတာဆောင်းဒါဟာ လွန်ပြန်ရက်ကန်းပညာကိုထက်မှန်အတက်တွင်းခဲ့ပြန်ပါတယ်ခင်ဗျာ1984ခုနှစ်မှာတော့အမရပူရမြို့မှာလွန်ပြန်ရက်ကန်းများအောင်မြင်စွာ ပေါ်ထွက်လာခဲ့ပါတယ်ခင်ဗျာ1986ခုနှစ်မှာတော့တမဝါယမဝန်တောင်မင်းဥမောင်မောင်ပြားနဲ့အဖွဲ့သားတွေရဲ့လှုံ့ဆော်မှုနဲ့မစ္စတာစောင်းသားရဲ့အမိကိုယူပြီးစောင်းသားရက်ကန်းเจ้าကြီးကိုတီထောင်ခဲ့ပါတယ်ခင်ဗျာမဟာကန္တာယုံเจ้า1914ခုနှစ်ခန့်က အမရပူရစကိုင်းစုရက်ကဥဘောတာဟာမူလတော့ရကြောင်းမြင်နေရကိုစတင်ရည်စူးခဲ့ပြီး1918ခုနှစ်ခန့်မှာတားဖြစ်သူဥဆန်တွန်းကအကောင့်ထဲပေါ်တိဆောက်ခဲ့ပါတယ်ခင်ဗျာပထမဆုံးဆရာတော်မှာ အတ္တိဒုက္ခဆရာတော်နဲ့အတိစုရဲ့ဥတီလဝန္ဒဆရာတော်နှစ်ပါးဖြစ်ပါတယ်ခင်ဗျာဒုတိယကဘာစစ်အပြီးမှာတော့မဟာကန္နာယုံဆရာတော်ဟု၎င်းဗာရာဒီကာဆရာတော်ဟု၎င်းထင်ရှားလာမယ် အရှင်စနကဘိဝန္တဟာစာပေပရိယတ်ဒီចောင်းကြီးကိုစတင်ထူထောင်ခဲ့ပါတယ်ခင်ဗျာမဟာကရယောចောင်းတိုက်ကြီးဟာအမရပူရမြို့တောင်တမန်အင်းမြောက်ဘက်မှာတည်ရှိပါတယ်ခင်ဗျာအမရပူရပထိုးတော်ကြီးခေါ်မဟာဝိဇယရန်ဒီပထိုးတော်ကြီးအမရပူရပထိုးတော်ကြီးဟာတောင်တမန်အင်းရဲ့မြောက်ဘက်မှာတည်ရှိပါတယ်ခင်ဗျာဘာကြီးတော့မင်းကြီးဟာ1883ခုနှစ်တကူးလဆန်း9ရက်နေ့မှာဖျားရှင်ရဲ့ တရိဒတ်တော်များရွှေနဲ့ပြုတ်လုထားတဲ့ရုပ်ပွားတော်များစွာတို့ကိုသာပနာပြီးတည်ထားခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဘုရတော်ကြီးရဲ့ညံတော်ဟာတန်တော်120ရှိပြီးစင့်ကြံ90နဲ့ပထုမြတ်ဆံရာထူပါအဆင့်ဖြစ်ပါတယ်ခင်ဗျာစင့်ကြံပုံမြန်ငါးတန်တော်အဆင့်ဒီဇက်တော်ပြရုပ်လုံးရုပ်ကြွများဖြင့်ပြွန်းလျက်ရှိပြီးအနည်းကတလင်းကြောက်ချက်ပေါ်မှာလဲရင်းစေဒီဘုရတော်တရားကြောင့်ကြောက်ထွင်းကပြီးများပါရှိပါတယ်ခင်ဗျာမဟာတကြရန်ဒီ ကြောက်တော်ကြီးဖုရားကြောက်တော်ကြီးဖုရားဟာပကံမင်းရဲ့ကောင်းမှုတော်ဖြစ်ပြီးအမရပူရမြို့တောင်ဘက်သုံးမှန်ခန့်ကွာဝေးတဲ့တောင်တမန်အနောက်တောင်ဘက်ကရွာနေရွာကြားမှာတည်ရှိပါရခင်ဗျာမဟာမင်းထင်စီလူရေးသားတဲ့ကြောက်တော်ကြီးကြောက်စာအရာကြောက်တော်ကြီးကိုငစင်ကူးမြို့အဝင်စုံမြို့စီရင်စုစကြင်တောင်ကယူဆောင်လာခဲ့ပြီးအေယဝတီမြစ်စင်အတိုင်းပင့်ဆောင်ကရွှေကျက်ရဲ့ရွှေကျက်ကြဖရားနှစ်စုအကြားကနေတောင်တမန်အင်းအနီး ယခုသိရှိတော့အရက်တို့ပင့်ဆောင်လာခဲ့တယ်လို့သိရပါတယ်ခင်ဗျာဒုတိယမဟာရာဇဝင်တော်ကြီးမှာတော့1211ခုနှစ်နေုံလာဆန်း14ရက်နေ့ကစပြီးရတနာပုရအင်းဝမြို့တော်မှာမဟာတကြရန်ဒီကြောက်တော်ကြီးဖျားကိန်းဝစ်စံပယ်တော်မူတဲ့ဥပ္ပယတ္တကြီးပြိုပြက်နေတဲ့အတွက်သရိုမင်းကြီးမဟာမင်းလာတရတူနဲ့ပပဲဝံအသွင်းဝံသရိုမင်းကြီးမဟာမင်းလာကျော်တူတို့ကိုလှေအမှုထမ်းလူ3000ပေးအပ်ပြီး3ရက်နဲ့ မုဒ္ဓမတကားပြင်ဖျားပင့်ဆောင်ရန်ဘောင်းဘော်တို့ရောက်ရှိခဲ့ပြီးတောင်တမန်အနီးအုတ်ပြတ်တဲ့အတွင်ပင့်ဆောင်ကိုးကွယ်တော်မူ၏ဟုပါရှိခဲ့ပါရခင်ဗျာကျောက်တော်ကြီးဖျားဟာထောက်ဝက်ဖွဲ့ခွေးနေတော်မူသောရုပ်ွားတော်ဖြစ်ပါရခင်ဗျာဖျားအတွင်ဖနှက်တော်နဲ့ကက်လျက်ရှိတော်တနင်္ဂနွေထောက်တွင်မဟာတကြရန်ဒီဟုတော်စာရန်ရေထိုးတာတော်ကြောက်ပြားတစ်ချက်ရှိပြီးဖျားရဲ့တနင်္ဂနွေထောက်တတိုင်းနီးမှာတော်မဟာတကြရန်ဒီဖျားတမန်ရေးထားတဲ့ ကြောက်ပြားတစ်ချက်ရှိပါတယ်ခင်ဗျာဖះအာယုန်ခံကြောဘက်မှာရဟန္တာရုတ်ထုတော်88စုရှိပြီးကြောက်တော်ကြီးဖះဟာ ပကံမှာရှိတယ်အာနန္ဒဖះပုံတံဖြစ်ပြီးမြမဘိဓုကာတွေရဲ့လက်ရစစ်တွေဖြစ်ပါတယ်ခင်ဗျာစိတ်ဝင်စားဖို့ကောင်းတာကတော့မုတ်လေးမုတ်မှာရေးချဲထားတဲ့ပကြီကားတွေဖြစ်ပါတယ်ခင်ဗျာအဲ့ဒီပကြီကားတွေကတော့စကိုင်းအမရပူရာအင်းဝပခန့်ကြီးပြီး ရန်ကုန်မြို့တွေမှာရှိတဲ့ပကံမင်းရဲ့ကောင်းမှုတော်တွေကိုရေးသားထားတဲ့ပကြီကားတွေဖြစ်ပါတယ်ခင်ဗျာထူးခြားချက်ကတော့အရှိမုံမှာဆွဲထားတဲ့ကောင်းကင်တမန်ပုံနှစ်ခုမှာနက္ခတ်တရားပုံတွေကိုလည်းတွေ့ရပြီးထိုခေတ်အခါတွေရဲ့အဝတ်စားတွေကိုပေါ်ပြထားတဲ့အတွက်တန်ဖိုးရှိလာပါတယ်ခင်ဗျာပကံမင်းဟာကောင်းမောင်ခစ်မှာအရက်ဆက်ဆုံးမင်းဖြစ်ပြီးသူ့နန်းတဲ့ကာလအတွင်းလူထောင်နဲ့ချီပြီးတက်ပြတ်ခဲ့ပါတယ်ခင်ဗျာတို့တော့လေ သူ့ရဲ့နန်းဆန်နဲ့ကာလအတွင်းခြေသထားတဲ့နယံစည်ရေးပကြီးတွေဟာသူ့ရဲ့တိုင်းသူပြည်သားတွေအပေါ်မှာမေတ္တာစေရနာအဖျားဖျားကိုအထင်ရှားဖော်ကျူးထားတဲ့အနှစ်သာရဆောင်လျက်ရှိပါတယ်ခင်ဗျာတပြည်တန်းခန္ဓာတပြည်တန်းခန္ဓာကိုရွှေကျက်ရဲ့ခန္ဓာခန္ဓာတော်ကြီးဟု အမည်အမျိုးမျိုးနဲ့ထင်ရှားခဲ့ပါတယ်ခင်ဗျာခန္ဓာကြီးကိုတော့မင်းသုံးမင်းလက်ထက်1868ခုနှစ်လောက်ကတိစောက်ခဲ့တယ်လို့ခန့်မှန်းရပါတယ်ခင်ဗျာ ဒီခန္တကြီးဟာအမရပူရမြို့နယ်မန္တလေးစကိုင်းကားလန်းနဘေးအင်းဝသရာကြီးရဲ့အရှိတ်အထိတ်မှာတည်ရှိပါရခင်ဗျာအေယာဝတီမြက်ကန်းနဖူးဒေါထဝတီမြဲလို့ခေါ်တဲ့မြင့်ငယ်မြင့်နဲ့ဆောင်ရတန်လျက်စွန်းမှာစောက်လုတ်ထားပါရခင်ဗျာမန္တလေးနေပြည်တော်နဲ့မြစ်တစ်ဖက်ကမ်းမှာတည်ရှိပြီးနေပြည်တော်နဲ့အနီးဆုံးခံသက်ဖြစ်ပါရခင်ဗျာအဲ့ဒီနေရာနဲ့အနီးတစ်ဝိုက်အေယာဝတီမြက်ကန်းနဖူးမှာခံသက်၃ခုကို တတိကံအနေထားနဲ့တိစောက်ထားတာကိုလည်းတွေ့ရနိုင်ပါတယ်ခင်ဗျာခန္ဓာ၃ခုကတော့ဒုဒ္ဓဝရီမြစ်တစ်ဖက်ကန်းကအေယဝရီ မြစ်ကန်းတစ်ဖက်တွင် အင်းဝခန္ဓာခေါ်စင်ကျုံခန္ဓာစကိုင်းဘက်ကန်းမှာတော့စကိုင်းခန္ဓာခေါ်အစေကံခန္ဓာနဲ့တပြေတမ်းခန္ဓာတို့ဖြစ်ပါတယ်ခင်ဗျာဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးမှာမြန်မာတွေဟာအထက်မြန်မာနိုင်ငံ လုံးချုံရေးအတွက်အထူးဂရုစိုက်ပြီးလှုပ်ဆောင်ခဲ့ကြပါတယ်ခင်ဗျာ။နေချက်တွေ မြန်မာနိုင်ငံကိုရေချောင်းကနေအလွယ်တကူဝင်ရောက်မဆွတ်ဖက်လာနိုင်အောင်အချက်အချာကျတဲ့နေရာတွေမှာခံတပ်ကြီးတွေကိုခိုင်ခိုင်မာမာတိစောက်ခဲ့ကြပါရခင်ဗျာအဲ့ဒီခံတပ်တွေထဲမှာစင်ပေါင်ဝဲစစ်အောင်ခန်းခံတပ်ပန်းတော်ပြင်ကရုတ်ထူပေါက်ကရုတ်မင်းလခံတပ်ခွေးချောင်းခံတပ်အင်းဝခံတပ်စကိုင်းခံတပ်တပြည်တန်းခံတပ်တွေဟာအထူးထင်ရှားခဲ့ပါရခင်ဗျာ1885ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာ ဂျင်နရယ်ပရင်တာကဥစည်းတဲ့ပြည်ရှာတက်တွေဟာတပြည်တန်းခန္ဓာကိုတင်ပိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီခန္ဓာကနေ6ပေါင်တာ တန်တွန်းအမြောက်9လက်၊ជីမွေជីအမြောက်9လက်၊အမြောက်ငယ်2လက်၊စိန်ပြောင်း3လက်၊တင်းစီရရှိခဲ့ကြောင်းဖော်ပြခဲ့ပါတယ်ခင်ဗျာ။ကုန်းမောင်ဆက်မဟာရာဇဝင်ကြီးမှာတော့တပြည်တန်းခန္ဓာကြီးကိုမင်းသုံးမင်းလက်ထက်တက်ကြွ1236ခုနှစ်မှာဒိုင်းဝင်မင်းကတဲ့မြင်းဝင်မင်းနဲ့အီတလီလူမျိုး ကိုမိုဒိုဆိုရဲလူတွေကဥစည်းကုတ်ခဲ့ပြီးတိစောက်ခဲ့ခြင်းဖြစ်သည်ဟုရေးသားဖော်ပြခဲ့ပါတယ်ခင်ဗျာတပြိုင်တည်းခံတက်ကြီးကိုလင်းနေခန့်အခြေယူတိစောက်ခဲ့ရပြီးကုံကြစည်အချက်လက်ကိုတော့ရှာမတွေ့ခဲ့ပါဘူးခင်ဗျာခန့်တက်ပြီးစီးတဲ့အခမ်းအနားကိုတော့တီဘောမင်းနန်းသက်ပြီးလေးလခန့်အကြာမှာကျင်းပခဲ့ကြောင်းဖော်ပြခဲ့ပါတယ်ခင်ဗျာရွှေကျက်ရဲ့ရွှေကျက်ကြစီရီရွှေကျက်ရဲ့စီရီနဲ့ရွှေကျက်ကြစီရီတွေဟာအမရပူရမြို့အနီး အေယာဝတီမြေကမ်းဦးမှာတည်ရှိပါတယ်ခင်ဗျာခေါ်ရမဘုရားရှင်ဟာဝါရော26ဝါအရမှာမြမာတွေရဲ့တိုင်းနိုင်ငံဖြစ်တဲ့တုနာပရဏတိုင်းလက်ကိုင်းကျောင်းတော်ရာဝါနိဇဂါမကိုရဟန္တာ900ချံရံပြီး ကောင်းငင်ခီးနဲ့ကြွချီတော်မူခဲ့ပြီးဆုလဘုံစောက်လုပ်ထားတဲ့နတ်နာကျောင်းကိုအလှူခံတော်မူခဲ့ပါတယ်အဲ့ဒီနောက်ဘုရားရှင်ဟာနောက်အခါမှာတာရဏတော်စီပင်ပြတ်ပွားရာဖြစ်လက်တံတော်တေခရိယာပြည်တရား ဖိုးတောင်ပကံမြေတရားတန့်ကြည်တောင်မြင်းဆိုင်မြို့တရားတင်းပွင့်တောင်စကိုင်းမြေတရားရွှေမင်းဝန်တောင်မန္တလေးရတနာဘုံတရားမန္တလေးတောင်နဲ့အင်းဝပြည်တီထွန်းလာမဲ့နေရာတွေကိုအစဉ်အတိုင်းဒေသစာတွေကြွချီတော်မူပြီးထိုးထိုးဒေသတွေနဲ့ဆံရဗျာဒိတ်တော်များကိုအတီးအတီးမြွကြားတော်မူပြီးတဲ့နောက်ကျက်ရနစုတည်တော်မူမဲ့မန္တာဂိရိတောင်ပေါ်ထက်ကိုကြွချီလာခဲ့ပါတယ်ခင်ဗျအဲ့ဒီအခါ မန္တလေးတောင်ဆောင်ဘလူးမှာအစ္စမုခီဟာမောင်တော်တွေဖြစ်ကြတယ်ငတောင်ပြုံးငတောင်တမန်ငတောင်မြင့်တို့နဲ့အတူဖះရှင်ကို ကြည်ညိုပြီးတားပြွန်းစွမ်းကိုဆက်ကပ်လှူဒန်းခဲ့တာကို ခံယူတော်မူပြီးပြုံးတော်မူခဲ့ပါတယ်။အဲ့ဒီလိုပြုံးတော်မူတဲ့အကြောင်းကိုညီတော်အာနန္ဒာက မေးလျှောက်တဲ့အခါမှာတော့စစ်သားအာနန္ဒာငါဖះသည် အလောင်းတော်ဘဝရှိအခါကဤအရက်မှာကြက်မင်းဖြစ်ခဲ့ပြီးကြက်စားခဲ့ဘူးတဲ့။ကြက်တော်အရက်မှာ အိတ်ဆက်ခဲ့ဘူးတယ်။နောက်အခါငါဘုရားပြိနိဗ္ဗာန်လွန်ပြီး218နှစ်ရောက်တဲ့အခါမှာဒီတောင်နှစ်တောင်မှာဘုန်းတော်ကိုကြီးမားတဲ့အတော်ကမင်းကြီးဟာငါဤဓာတ်တော်မွေတော်တွေကိုထာပနာပြီးဇေရီနစုတိလတန်းလို့မင်းကြတော်မူခဲ့ပါရယ်ခင်ဗျာမြတ်စွာဘုရားအလောင်းတော်ဟာဟိမဝန္တာတောင်မှာကြက်မင်းဘဝဖြစ်နေစဉ်အခါကဘာရာနတိမင်းရဲ့မိဖုရားဟာ တရားနာလိုတဲ့အတွက်မုတ်ဆိုးကိုဖမ်းဆီးစေတဲ့အခါကြက်မင်းဟာ ပြန်တန်းထွက်ပြေးလာခဲ့ပြီးအေယဝရီမြစ်ရွှေတောင်ဦးမြော်အနီးမှာရှိတဲ့မန္တာဂိရိတောင်ထိပ်နဲ့နဂရစ်တောင်ထိပ်တွေမှာခိုးလုံ နေထိုင်ခဲ့တဲ့အတွက်အဲ့ဒီတောင်နှလုံးဟာရွှေကျက်ရက်တောင်နဲ့ရွှေကျက်ကျတောင်လို့အမည်တင်ခဲ့ပါရခင်ဗျာတက်ကရစ်128ခုနှစ်မှာအတော့ကမင်းတရားကြီးဟာထတ်တော်မွေတော်တွေကိုဌာပနာပြုပြီးဈေးတည်ထားခဲ့ပါရခင်ဗျာအဲ့ဒီလိုအတော့ကမင်းကြီးရဲ့ကောင်းမှုတော်တွေဖြစ်တဲ့အဲ့ဒီဈေးဒီနှစ်စုကိုပကန်းခစ်မှာ နော်ယထာမင်းကြီးနဲ့နရပရိစီတူမင်းကြီးတို့ကပြုတ်ပြင်ထိန်ထိန်ခဲ့ကြသလိုခေအဆက်ဆက်မှာလည်းမင်းအဆက်ဆက်ပြည်သူအဆက်ဆက်တို့ကပြုတ်ပြင်ထိန်ထိန်ခဲ့ပါရယ်ခမညာတန်တေကတ်ကျော်စူတောင်းပြည့်မြတ်စွာဘုရားအမရပူရမြို့မန္တလေးစကိုင်းလမ်းမကြီးအနီးစင်ကြိုရွှေကူဘုရားပရဝံအတွင်းမှာတည်ရှိပါရယ်ခမညာတက်ကြရ1189ခုနှစ်မှာဘိုးတော်မင်းတရားကြီးဟာဗားမဲ့ဆရာတော်ကြီးရဲ့တန်တေတက်လုံး28လုံးနဲ့ ြုလုပ်ပူဇော်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာစင်းဥတော်ဟာညံတော်အမြင့်9ပေ6လက်မှနဲ့ဒူးကွန်အကျယ်9ပေ6လက်မှရှိပြီးအလေးချိန်ကတော့11368ပိတ်သာရှိပါတယ်ခင်ဗျာစင်းဥတော်ကင်းဝတ်စံပြော်ရာကန္နကုရီစံချောင်းတော်ကြီးကိုဘိုးတော်မင်းရကြီးရဲ့မြောက်ရွှေရည်မိဖုရားကြီးကစောက်လို့လှူဒန်းခဲ့ပါတယ်ခင်ဗျာ။ဘာမဲ့ဆရာတော်ဖုရားကြီးရဲ့တန်တွေတစ်လုံးနဲ့တွင်းလုပ်ခဲ့တဲ့အတွက် စင်းတော်ရဲ့20တနေရာမှာတန်နေပြီးတန်လိုက်ခြင်းမရှိကြောင်းအံဩကြည်ညိုဝေရာတွေ့ရှိခဲ့ရပါတယ်ခင်ဗျာတန်နေကက်ကြော်ဘုရားကိုဘိုးတော်မင်းတရားကြီးကိုယ်တိုင်ရေဆက်သွန်းချကုလိုပြုလှူဒါန်းတော်မူခဲ့ပါတယ်ခင်ဗျာရှင်လေကုတိနာယုံတော်မြတ်လေးဘုရားတော်မြတ်လေးဘုရားလို့လည်းခေါ်ဆိုကြပါတယ်ခင်ဗျာမန္တလေးကံတော်ကြီးဘေးကက်ရဲ့စကိုင်းမန္တလေးသွားတဲ့လမ်းဘေးရှမ်းကလေးကျွန်းအနီးမှာတည်ရှိပါတယ်ခင်ဗျာ ကိုမောင်ခေရဲ့အိမ်တော်ရေးကံဆိုးဆုံးမိဖုရားမမြကလေးဖြစ်ပါတယ်ခင်ဗျာတာယာဝရီမင်းကြီးရဲ့အနောက်နန်းဆံမိဖုရားတိရမဟာ သူရတနာစန္ဒာဒေဝီဘွဲ့ခံစာဆိုတော်ရှင်မမြကလေးဟာ အလွန်ထင်ရှားတဲ့ပပျိုးများတေးထက်များဒွေချိုးများလေးချိုးများနဲ့ဖုံးတော်ဝဲတချင်းကန်ကြီးများကိုရေးဆက်ခဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာအမရပူရနေပြည်တော်မှာရှိနေခဲ့စဉ်ကမိဖုရားမမြကလေးရဲ့ ုရတော်များဟာရှားပါလာတဲ့အထက်ကဒီရေလေကုရိနာယုံမြတ်စွာဘုရားကြီးကလည်းတခုအပါဝင်ဖြစ်ပါရခင်ဗျာနမတော်မေနုနဲ့ခစ်ပြိုင်ဖြစ်ပြီးမေနုကတော့လင်ဖြစ်သူဘာကြီးတော်စကိုင်းမင်းရဲ့ချစ်မြတ်နိုးခြင်းကိုအထူးခံယူရသူဖြစ်ခဲ့တော်လဲမမြကလေးကတော့လင်ဖြစ်သူတာယာဝတီမင်းကြီးရဲ့အရက်ဆက်ဆုံးအမိန့်နဲ့အသက်36နှစ်အရွယ်မှာကွက်မြတ်ခြင်းခံခဲ့ရပါရခင်ဗျာ မပြကလေးဟာငငယ်ရွယ်ရွယ်အသက်16နှစ်အရွယ်ကလေးကတာယာဝတီမင်းကြီးရဲ့မိဖုရားအဖြစ်တော်ကောက်ချင်းခံခဲ့ရသူဖြစ်ပါတယ်ခင်ဗျာ။စာပေတွေရဲ့ဖော်ပြချက်အရစင်းနဲ့နင်း၍ကွဲ့မြတ်သည်ဟုဆိုကြသလိုရေတွင်ချတည်းဟုလည်းဆိုကြပါတယ်ခင်ဗျာ။မိတို့ပင်ဖြစ်စေမပြကလေးရဲ့နောက်ဆုံးအချိန်ဟာလည်းနမ်မတော်မေနုနီးတူဆိုးဝါးစွာပြည်ဆောင်ခဲ့ရပါတယ်ခင်ဗျာ။ခြေလေကုဋေနာယုံမြတ်စွာဘုရားကိုယ်တော် ဖရဒရကဖြစ်သူမတ်မြကလေးဟာ1205ခုနှစ်မှာလှူဒန်းတိဆောက်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာရွှေကူကြီးဖရတာရဏတက်ကရ236ခုနှစ်မှာမဿိမဒေတာပါတလိပုတ်ပြည်ရှင်တိရဓမ္မတော့ကမင်းကြီးဟာဖရအလောင်းတော်ချင်းနေမင်းဘုရားဖြစ်ခဲ့ဘူးတဲ့နေရာမှာရွှေကူကြီးဖရကိုတည်တော်မူခဲ့ပါတယ်ရွှေကူကြီးဖရဟာအမရပူရမြို့မှာရှိတဲ့ကြည်လေးကြီးဖရတွေထဲမှာတစုအပါဝင်ဖြစ်ပြီး တက်ကြွထောင်145ခုနှစ်မှာဘိုးတော်မင်းရကြီးကရွှေကိုကြီးဖះကိုထက်မှန်ပြုပြင်ပြီးကိုးကွယ်တော်မူခဲ့ပါတယ်ခင်ဗျာတောင်မင်းကြီးဖះအမရပူရမျိုးတောင်နမန်အင်းကြီးရဲ့အနီးမှာတည်ရှိပါတယ်ခင်ဗျာတက်ကြွထောင်186ခုနှစ်မှာတည်ထားတဲ့တင်မလင်ခွေရုပ်ပွားတော်ကြီးဖြစ်ပြီးတောင်ကြီးတစ်လုံးလိုကြီးမားလာတဲ့အတွက်ဘွဲ့အမည်ကိုတောင်မင်းကြီးဖះလို့ခေါ်ဆိုခဲ့ကြပါတယ်ခင်ဗျာ ရုပ်ပွားတော်ကြီးရဲ့ပထမလှူဒန်းထားသောတံဆောင်းကြီးမှာမိုးရံလေတံနဲ့ကြောင့်ပျက်စီးခဲ့ရပြီးရုပ်ပွားတော်ကြီးမှာကြီးလွန်းလာတဲ့အတွက်တံဆောင်းအစ်တစ်ထက်မှမဆောက်လို့နိုင်ကြပဲမိုးရွာနေပူထဲမှာအချိန်ကြာမြင့်စွာတရင်သုံးတော်မူခဲ့ရတဲ့အတွက်နေပူကန်ကိုတော်ကြီးလို့လည်းခေါ်ကြပါလိမ့်တယ်ခင်ဗျာယခုအချိန်ခါမှာတော့အများပြည်သူတွေရဲ့ကောင်းမှုနဲ့တံဆောင်းတော်ကြီးကိုဆောက်လို့လှူဒန်းထားတာဟာခန္ဓာထဲဝါလာပါတယ်ခင်ဗျာအမရပူရမြို့မှာရှိတဲ့ကြီးလေးစုတို့မှလည်း တစုအပါဝင်ဖြစ်ခဲ့ပါတယ်ခင်ဗျာအဆုံးနဲ့နားဆင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့နော်